DVB Digital Fast ရန်ကုန်မှာစစ်မှုထမ်းအပတ်စဉ်၁၇ရက်အတွက်လူငယ်တွေကိုမတ်လ၁၄ရက်နေ့မနေ့ကတိုက်ကြီးမြို့ဂျိုးပြူချေဆိုင်တက္ကကတ၁နဲ့လဲကူးမင်းတုံးအခြေဆိုင်စကတာတက်ကိုပို့ဆောင်နေတယ်လို့မြို့ကန်တွေစီကနေသိရပါတယ်။လဲကူးမြို့မင်းကုန်းအခြေဆိုင်စကတာတက်လေးချင်းအကြောင်းကိုစစ်ကား၅စီးနဲ့ လူငယ်400နီးပါးကိုလာရောက်ပို့ဆောင်ခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ဒီလတင်တန်းသားတွေပို့တာစောတယ်။အရင်လားတွေကဆိုလာကုန်ကန်နီးမှလာပို့တာ။တင်တန်းသားတွေလာပို့တဲ့ရက်တွေဆိုလုံခြုံရေးချထားတာလို့ပြောပါတယ်။စင်ပူရအပတ်စဉ်တည့်အတွက်ရန်ကုန်မှာရှိတဲ့လူငယ်တွေကိုမတ်လ12ရက်နဲ့13ရက်နေ့မှာခေါ်ကာဘင်းအောင်စကြောရင်နဲ့တက်ခွေတက်မှာစူးစီးပြီးအဲ့ကနေဒီစင်တင်တန်းချောင်းတွေကိုပို့တာလို့စင်ခေါ်ရင်နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။မြို့နယ်လိုက်စင်ပူရန်စင်းမှာပါတဲ့လူငယ်တွေကိုစုပြီးစကြောရေးကိုအရင်ပို့တာ ဲ့ကနေစင်တန်းเจ้าတွေကိုပြန်ခွဲပူတာရန်ကုန်မှာ၄ချောင်းရှိတယ်လို့ရှင်းပြပါတယ်စစ်ကောင်စီကလက်ရှိရန်ကုန်မှာအမှတ်၁စစ်ခြေခံ၄ချင်းရေးတပ်မင်းကုံအမှတ်၁တမ်းမြင်ရင်၄ချင်းရေးချောင်းဂျိုးပြူကိုကံပညာနဲ့အာဇာသိပ်ပံရဲမွန်နဲ့ခြေလီနဲ့လက်နက်ကြီးအကူတန်းတန်းเจ้าရဲမွန်တွေမှာစစ်မှုထမ်းတွေကိုတန်းတန်းပေးနေတာပါမတ်လ16ရက်နေ့ကတော့တွေ့ရန်တိုင်းစစ်ထဏာချုပ်နေမြေရှိတနန်းချောင်းတွေမှာစစ်မှုထမ်းအပတ်စဉ်စစ်တပ်အတွက်လက်ခံခဲ့သလိုလေပိုင်းတိုင်းစစ်ထဏာချုပ်ရှိလေးချင်းရေးချောင်းတွေမှာ ပြည်သူစစ်မှုထမ်းအပတ်စဉ်တက်တက်ရောက်မဲ့သူတွေကိုလက်ခံကြိုးဆိုတာတွေလုပ်ခဲ့ပါတယ်။စစ်ကောင်းဆောင်ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီ10ရက်ကလူတိုင်းမဖြစ်မနေရစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတော့မတ်လ28ရက်နေ့မှာစတင်တင်နန်းပေးခဲ့ရာခုဆိုရင်အပတ်စဉ်7ရက်အထိရောက်ရှိလာပြီဖြစ်ပါတယ်။